မြန်မာနိုင်ငံရဲ့ကစံချိန်နဲ့အပူချိန်အမြင့်ဆုံးမြို့၅မြို့နံပါတ်၅ပခုတ်ကူမြို့ပခုတ်ကူမြို့ရဲ့အမှတ်တမ်းဝင်အမြင့်ဆုံးအပူချိန်ကတော့45.1 degree celsius ဖြစ်ပါတယ်။ဒါအပြင်2023ခုနှစ်ဧပြီလမှာလည်းပခုတ်ကူမြို့ရဲ့နေ့အပူချိန်ဟာ43 degree celsius ကနေ44 degree celsius ကြားအထိရောက်ရှိခဲ့တယ်လို့သိရပါတယ်။နံပါတ်၄မုံရွာမြို့ မုံရမျိုးရဲ့အပူချိန်အမြင့်ဆုံးစံချိန်ကတော့45.0 degree Celsius ဖြစ်ပြီးမေလအတွင်းမှာမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်2024 April ကထုတ်ပြန်ခဲ့တဲ့မှတ်တမ်းနောက်မှာအပူချိန်စံချိန်သစ်မြင့်တက်ခဲ့တာဖြစ်ပါတယ်ဒါအပြင်2024ခုနှစ်မေလအတွင်းကနေ့အပူချိန်45 degree Celsius အထိမြင့်တက်ခဲ့တာကြောင့်ယောဂအခန်းရှိသူတွေတက်ကြီးရွယ်အိုနဲ့ကလေးတငယ်တွေတည်ဆုံခဲ့ကြတယ်လို့သတင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်နံပါတ်3မြောင်ဦးမြို့ ညာဦးမျိုးရဲ့မှတ်တမ်းတင်ထားတဲ့စံချိန်တွေအမြင့်ဆုံးအပူချိန်ကတော့46.2ဒီဂရီဆယ်စီယပ်ဖြစ်ပြီး2010ခုနှစ်မေလ12ရက်နေ့ကမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ဒီအပူချိန်ဟာနှစ်ပေါင်း59နှစ်အတွင်းညာဦးမျိုးရဲ့စံချိန်တင်အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။နံပါတ်2မကွေးမြို့ မကွေးမြို့ရဲ့မှတ်တမ်းဝင်အမြင့်ဆုံးအပူချိန်ကတော့46.5ဒီဂရီဆယ်ဆီယပ်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မကြသေးခင်2025ခုနှစ်မတ်လ18ရက်နေ့မှာမကွေးမြို့ရဲ့အပူချိန်ဟာ43.2ဒီဂရီဆယ်ဆီယပ်အထိရောက်ရှိခဲ့ပြီးကမ္ဘာအပူဆုံးမြို့15မြို့စီးရင်ထဲမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ော်ပြပေးခဲ့တဲ့ နေ့အပူချိန်တွေဟာ2024ခုနှစ်ဧပြီလ28ရက်နေ့ကမိုးလီဝတ်သားနဲ့ဆလားဗေဒညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ထုတ်ပြန်ခဲ့တဲ့မှတ်တမ်းတွေအပေါ်အခြေခံပြီးဖော်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နံပါတ်1နေရာမှာရှိရမျိုးကတော့ချောင်းမျိုးဖြစ်ပါတယ်။6မျိုးရဲ့မှတ်တမ်းဝင်အမြင့်ဆုံးအပူချိန်ကတော့48.2ဒီဂရီဆယ်စီယပ်စ်ဖြစ်ပြီး2024ခုနှစ်ဧပြီလ28ရက်နေ့ကမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဒီပူချိန်ဟာ1985ခုနှစ်ဧပြီလ24ရက်နေ့ကအမြင့်ဆုံးစံချိန်တင်ခဲ့တဲ့မန္တလေးမြို့ရဲ့ 38°C ကိုကျော်လွန်ပြီးနှစ်ပေါင်း88နှစ်အတွင်းဧပြီလရဲ့အပူပြင်းဆုံးနေ့တစ်နေ့အဖြစ်မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။ကိုခံစားခဲ့ရဘူးတဲ့အပူဆုံးလို့ထင်တဲ့မြို့ကိုကွန်မန်းမှဝင်ရောက်ဖော်ပြပေးခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်။